မင်္ဂလာပါရှင်ရောင်းကတဲ့ channel နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်။ချောင်းမြွနယ်မန်လေးမော်လန်ပိုင်မှာစစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်မှုစစ်သားကုနောင်သေဆုံး။သခိုင်းတိုင်းချောင်းမြွနယ်မန်လေးမော်လန်ပိုင်မှာစစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ရာစစ်သားကုနောင်သေဆုံးခဲ့ကြောင်းတေပန်တာဂရန်9000ကျော်ပြည်ထောင်ရှိသူကပြောတယ်။နိုဝင်ဘာလ20ရက်နေ့မနက်7:30မိနစ်ကကြိမ်မန္တလေးမော်လန်ပိုင်ရှိရေပိုးစဖုန်ကြီးကျောင်းတွင်ဝင်ရောက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ထို့မိုင်းဆက်တိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကစစ်သား9ဦးသေဆုံးကတော်လင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ကျွန်တော်ထောက်လင်းရတာကတော့ခုနကောင်တည်းလို့ဝစင်ရတယ်။မန်လေးမုံရွာလမ်းပိုင်းရေဘူစာဘုံကြီးကျောင်းနဲ့ဝင်လာတဲ့ဟာကစစ်ခွေး150ကျော်ရှိတယ်။အဲဒီမှာတစားကန်ပြည်သူက30နဲ့50ကျော်မှရှိပါတယ်။ ဒါပေမဲ့ကံကောင်းနာကမိုင်းဆက်တိုက်ခိုက်မှုကဒဇာကပြည်သူတွေလုံးဝမထေဘူးပထမကွယ်ရာရှေ့ဘက်နားအပိုင်းကတိုင်ပိုင်းထိရဒဇာကနေကမနေ့ကညနေပိုင်းမှာပြန်လှလိုက်တယ်။အကုန်လုံးအခွေတွေကပြန်လှတယ်။ဘဲကနေထွက်လာတဲ့ဆက်ကြောင်းလဲဆိုတော့ကွေးပင်တော်အထိုင်နဲ့မြောင်လန်ကွေးအထိုင်ကနေနှစ်ခုပေါင်းဆက်ကြောင်းလို့သတင်းရပါတယ်။ဆက်ကွေးတွေကမိုင်း၅လုံး၅ပိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့ပန်တာဂရန်ကတော့ကြေဖွဲ့တောင်းရှိသူကပြောတယ်။အဆိုပါတိုက်ခိုက်မှုကိုပန်တာဂရန် LPDF ဖွဲ့နဲ့နှွေဦးလူငယ် LPDF ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးထိုင်းနိုင်ငံတန်ဆန်ယုံတခုမှလုံလုံနေမြန်မာလို့တမားကိုကျော်စင်ဝင်းဝန်တန်ပြည်စီတဲ့ကတိတ်မှကွယ်လွန်ထိုင်းနိုင်ငံတန်ဆန်ယုံတခုမှလုံလုံနေမြန်မာလို့တာကိုကျော်စင်ဝင်းဝန်တန်ပြည်စီတဲ့ကတိတ်မှကွယ်လွန်သွားကြသည်ရယ်နိုဝင်ဘာလ16ရက်နေ့ညနေ4နာရီချိန်ထိုင်းနိုင်ငံဖေဖော်ဝါရီခရိုင်ရှိတန်ဆန်ယုံတခုမှလုံလုံကိုင်းနေ23နှစ်ရွယ်ကိုကျော်စင်ဝင်းကလောက်ချိန်တွင် ဖော့ကလစ်ကမောင်စင်မတော်တဆဖြစ်ကတိတ်မှဆုံးပါခဲ့ကြအဆိုပါဆုံးပါမှုအတွက်ထိုက်တဲ့နေရပိုင်ကိုရရှိကိုညစ်သွားမည်ဟု MHAC မမိတ်ဖွဲ့ကအမှုနှစ်ပြန်ကြားရေးတာဝန်ခံအစဉ်ကပြောပါတယ်။ဆောင်းမတွေမိသားစုဝင်တွေကရုံးကြီးကိစ္စတွေဥပဒေရသင်ချမသိတော့ကျွန်တော်ကိုပဲကိုစားလွှဲပြီးတော့တထင်းနဲ့စကားပြောတာကအကူအညီပေးဖို့တောင်းတယ်။ကျွန်တော်ဘက်ကလည်းဆောင်းမမှုနဲ့ပတ်သက်ပြီးတော့ထိုင်းပြည်နိုင်ငံဥပဒေတိုင်းပြည်ဝရရှိရေးအတွက်ကျဲတူမိသားစုဝင်တွေနဲ့အတူတူရည်တည်ကူညီသွားမယ်လို့အမှုနဲ့ပြန်ကြားရေးတာဝန်ခံအစဉ်ကပြောတယ်။ထိုင်းနိုင်ငံရှိလုံငန်းခွင်တွင်မှာကားမတော်တဆမှုနဲ့ဆုံးမသွားသူကိုကြော်စင်ဝင်ကုန်နိုဝင်ဘာလ20ရက်နေ့မှာနိုင်တဲ့ကြိုခဲ့ပါတယ်။ ဆက်လက်ပြီးအတွင်းမြို့နယ်တရက်တော်ရွာကိုစစ်တပ်ကပုံကျဲပြီးတော့အသက်16နှစ်အရွယ်မတ်ချံမိမိအောင်ပွဲချင်းမိတဲ့ဆောင်က10နှစ်အရွယ်မော်ကလေးငယ်နှောင်းတန်းအရပဲခူးတိုင်းအတွင်းမြို့နယ်တရက်တော်ရွာကိုကျဲဖက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်16နှစ်အရွယ်ချမ်းမိမိအောင်ပွဲချင်းမိတဲ့ဆောင်မိ10နှစ်အရွယ်အမွာညီမကလေးငယ်တအုပ်တိုက်ခိုက်တန်းရရှိခဲ့ကြောင်းဒေသပြည်သူတွေကပြောပါတယ်မြန်မာလာ20ရက်နေ့မနက်9:40မိနစ်ခန့်မှာအောက်တွင်မြို့နယ်တရက်တော်ကြာကိုအကြက်ဖက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်တလုံးပေါ်ကြောက်ပေါက်ကွဲခဲ့တယ် ်ဂျပန်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုတွင်အသက်16နှစ်ရဲ့ချမ်းမီမီအောင်ကပွဲချင်းမိတေဆောင်ခဲ့ပြီးဆယ်နှစ်ရအမှားညီမဖြစ်တဲ့ညွန်းမီမီအောင်နဲ့ညွန်းမီမီစောတို့ကြောပေါင်တဲ့ကြောက်တို့မှာပုံစံအထိမှကတည်းကရှိခဲ့တယ်ဒီမနက်9:40မိနစ်မှာအုတ်တွင်းမြို့နယ်တရက်တော်ကြာကိုစေခွေရီကဒရုန်းနဲ့ပုံလာကြ။နေဘော်ကိုဘုံကတတဲ့ကိုကြောက်ပေါက်ွယ်ပြီးဆက်ဆောင်နေရချမ်းမီမီယံကပွင့်ချင်းပြီးတိတ်ဆောင်နေ။အမောင်ညီမကလေးနှုတ်လည်းထိခိုက်တယ်ရပါတယ်။ အလားတူယခုနှစ်ဧပြီလ15ရက်နေ့ကလည်းအောက်တွင်မြို့နယ်ရေအိုးစင်ကျအောက်စုတောင်တရကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်ကလင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်35နှစ်ရကိုမြို့နယ်ဇနီးဖြစ်သူတင်ဆောင်ခဲ့ပါတယ်။ဆက်လက်ပြီးတရားကြောင်တိုက်ပွဲကြောင့်ခီးသွွားကားထောင်နဲ့ချီပိမ့်မိနေတနေ့တိုင်းတိုင်းတရားကြောင်မြို့နယ်မြိတ်တဝဲလမ်းပိုက်မှာဖြစ်ပွားတဲ့နှစ်ဖက်တိုက်ပွဲကြောင့်ခီးသွွားကားထောင်နဲ့ချီပိမ့်မိနေပြီး အရေးပေါ်ကူညီလွှဲနေရလို့ခီးသွားတဲ့ထံကနေသိရတယ်။ပြီးခဲ့နိုဝင်ဘာလ14ရက်နေ့ကစလို့တရားချောင်းမြို့နယ်ကိုစစ်ကော်မရှင်တက်အင်အားလုံးနဲ့စစ်ကြောင်းထိုးလာကြ။တော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့နဲ့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်။နှစ်ဖက်တိုက်ပွဲအကြောင်းဘူလုံးမြို့နယ်တရားချောင်းမြို့နယ်ကြားကပြည့်ဖြူကြီး၊ချောက်ချောင်း၊ဆုံစင်ပြား၊ဝင်းဝါ၊မင်းတက်၊ရငယ်ဘုတ်တောင်နဲ့စင်ထိုးကြီးရွာတိခီးသွားကစီတထောင်နီးပါးပိတ်မိနေတယ်။လမ်းပိတ်နေရာကြောင့်ခီးတွားတွေမှာလမ်းစိမ်ပြက်လက်တာအစားတောင်းတဲ့ရေခက်ခဲဖြစ်ပေါ်နေတယ်လို့ကုန်တင်ရင်ပေါ်ကပုတ်ကုန်ပစ္စည်းမှာလည်းပြက်စီးလာလို့ပြစ်ချရတဲ့အခြေအနေနဲ့ကြုံတွေ့ရတယ် ဒါအပြင်ရေးပေါ်လူနာတင်နေလည်းဖြတ်တန်းခွင့်ပေးရကြောင်းတဝဲကိုစေတာကုမဲ့သူတွေရေလန်းကနေတော်လာနေကြလို့ဒုက္ခကြုံနေရတယ်။ဒီအကြောင်းမြင့်တဲ့တိုက်ပွဲကြောင့်ဒေသခံတောင်းတဲ့ကြည်နေရဆောင်ကထွက်ပြေးတိမ်းရှောင်နေရပြီးလူသားချင်းစာနာမှုကိုညည်းလွဲနေရလို့ဆစ်ရှောင်ရီကိုညည်းသူတွေထံကနေသိရပါဗျ။ဆက်လက်ပြီးရွှေကုတ်ကိုကြားဖြတ်မှာ၃ရက်အတွင်းနိုင်ငံသားတစ်ထောင်ကျော်ဖမ်းမိကြားဖြတ်တိုက်ဖြတ်ရဟန်ပြလုံးနဲ့အစည်းအဆုံထုတ်ပြန်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရွှေကုတ်ကမှရှိတဲ့အွန်လိုင်းငွေလိမ်ကြားဖြတ်လုပ်ငန်းတွေကိုဝင်ရောက်ရှင်းလင်းရ၃ရက်အတွင်းနိုင်ငံသားတရားကျော်ကို ဖန်စီထိန်းသိမ်းရမိရလို့ဂျပန်စီအုပ်စုကထုတ်ပြန်တယ်။ဂျပန်စီအုပ်စုနဲ့သူရဲ့အပေါင်းအပါကင်းတဲ့ကြားဆောင်တဲ့ PGF တို့ပူးပေါင်းပြီးနိုဝင်ဘာလ16ရက်ကစလို့ရွှေကုတ်ကုန်းနဲ့မြေတွင်ဝင်ရောက်ရှင်းလင်းခဲ့ရ။နိုဝင်ဘာလ20ရက်နေ့မနေ့ကတည်းက3ရက်တွင်းနိုင်ငံခြားသား1016ရောက် online လုပ်ငန်းမှာအသုံးပြုတဲ့ကွန်ပျူတာ2653လုံး၊မိုဘိုင်းဖုန်း2950လုံးနဲ့လုပ်ငန်းသုံးပစ္စည်းများပြားကိုတင်စီရမိခဲ့တယ်။ ဖန်စီထိန်ထိန်ခံရတွေ့ထဲမှာဒီဥနိုင်ငံသားနဲ့အင်ဒိုနီးရှားနိုင်ငံသားအများဆုံးပါဝင်ပြီးအိန္ဒိယ၊ပါကစ္စတန်၊နီပေါ်၊ထိုင်း၊ကင်ညာ၊ယူဂန်ဒါ၊ BNN ၊အီသီယိုးပီးယား၊ဖိလစ်ပိုင်၊နိုင်ဂျီးရီးယားစတဲ့နိုင်ငံတွေအပြင်အာဖရိကတိုင်းရှင်နိုင်ငံချုံးနဲ့နိုင်ငံသားတွေလည်းပါဝင်တယ်လို့ကြေဖက်ဆေးရုံဆွဲထုတ်ပြန်ကြေညာသိရတယ်။အမေရိကပါဝင်နိုင်ငံတကာကကြားဖြတ်လုပ်ငန်းတွေကိုဖြည့်ရှင်ဖို့အယုံဆိုင်လာတဲ့အနာသိန်းစစ်ကော်မရှင်ကအမျှော်ရီမျိုးနဲ့ KK ဘတ်နဲ့ ရွှေကောက်ကုန်နယ်မြေကကြားဖြတ်လုပ်ငန်းတွေကိုဝင်ရောက်ရှင်းလင်းမှုလှုံ့ဆော်လာဖြစ်ပြီး KK ဘက်ရှိ online ဝင်လေလုပ်ငန်းမှာအုံပြရအစားဦး635လုံးထဲက182လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးကျန်တဲ့453လုံးကိုဆက်လက်ဖြိုချနေလို့ထုတ်ပြန်နေ။ကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့ကန့်သတ်ပိတ်ဆို့မှုဖိအားပေးမှုတွေဆက်လက်ကြုံနေရပြီးချက်ကောင်းဆောင်တွေကထိန်းချုပ်နေမြေထဲမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုအမြင့်ပြရှင်းလင်းသွားမယ်လို့ပြောဆိုလာကြ။ကြားဖြတ်လုပ်သားတွေထောင်နဲ့ချီထွက်ပြေးတိမ်ရှောင်ရတဲ့ မြန်မာနိုင်ငံဆိုရအန်ယူဂျီကကြားဖြတ်အဓိကတရားခမ်းအာနာသိန်းစစ်တပ်ငွေလင်ကိုင်းနေကိုကင်းပြင်းနေတွင်တခြားနေရာနှခုစီပြောင်းရွှေ့နေရာချထားပေးနေလို့ပြောဆိုထားပြီးကင်းမြို့သားစီယုံကဲအန်ယူကလည်းနိုင်ငံတကာနဲ့ကြားဖြတ်လုပ်ငန်းတွေကိုမြန်မာစစ်တပ်နဲ့ပူးပေါင်းဖြိုခွင်းကြံပြဿနာအရင်ခံမှုဖြစ်ရှင်းနိုင်မယ့်ပုံမှုဆွေးနွေးစီရလို့ထုတ်ပြန်ပါတယ်။ဆက်လက်ပြီး၆မှာစီယုံစုကနှစ်စီးကိုကြားဖြတ်တိုက်ခိုက်ပြီးတော်လိုင်းရဲဘော်တုံးကိုကဲထုံနိုင်ခဲ့ပြစ်ခတ်မှုတွင်ရဲနှောက်တွေကတုံးတရားရ မကွေးတိုင်းချောင်းမြို့နယ်အမှတ်တုံပြည်သူ့လမ်းပိုင်းမှာနိုင်ငံကျွန်းသားတင်ဆောင်မောင်းနေလာဆုဆုကားနှစ်စီးကိုစောင့်ကြိုတိုက်ခိုက်ရရန်ရောက်သေးဆုံးပြီးပျောက်ကြားစစ်စင်တဲ့ဦးဆောင်သူတယောက်ကိုကယ်ထုတ်နိုင်ခဲ့လို့ချောင်းမြို့နယ်ပကဖတ်လန်ဆက်ကြောင်းတောင်းရှိသူကပြောရင်ရဲအင်အား6ရောင်းနဲ့နိုင်ငံကျွန်းသား9ရောက်တင်ဆောင်လာအန်စာတုံကားတစီနဲ့ရဲလျောက်ပါမတ်တူကားတစီရွှေနောက်မောင်းနေလာချိန်မှာဒေါ်လိုင်းတပ်တွေကလုံခြုံရင်ယူလာတဲ့မတ်တူကားကိုစတင်မိုင်းဆွဲတိုက်ခိုက်တာဖြစ်တဲ့ အဲဒီတော့နောက်ထပ် point တစ်ခုရောက်မှာနိုင်ငံကြီးကျင်းသားတွေပါတဲ့အန်စာတုံးကောင်ကိုပါပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း6မြို့နယ်ပတ်ကောက်ဖက်လန်ဦးစစ်ကြောင်းတောင်းရှင်သူကပြောတယ်။အဆိုပါတိုက်ခိုက်မှုတွင်ရဲနှစ်ယောက်နေရာတည်ဆောင်းပြီးတောင်းအထိကတည်းကခဲလို့ကာနစီလုံးမှန်နေကွဲကကြည်မှန်အားအပြည့်ဖြစ်သွားတယ်လို့လဲဆိုတဲ့ဒီတိုက်ခိုက်မှုကို6မြို့နယ်ပတ်ကောက်ဖက်လန်ဦးစစ်ကြောင်းနဲ့တူ6မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့6 special traffic မကွေးခဲပတ်ကောက်ဖက်တို့တိုက်ခိုက်တက်ခွဲငါတိုက်ကောက် fighter ဖို့တော့ပေါပေါလုံးဆောင်ခဲ့တယ်။တို့တိုက်ခိုက်မှုတွင်တော်လိုင်းတက်တွေကကဲထုံးနိုင်ခဲ့နိုင်ငံကြီးကျင်းသားဆိုသူက6ကာလာဖို့ ငန်းမျိုးပြစစ်စင်ရဲ့ဦးဆောင်လှုပ်ရှားခဲ့ရဲဘော်နတ်ဆိုင်ကမုံညိုဖြစ်ပါတယ်လွမြောက်လာရဲဘော်နိုင်ဆိုင်ကမုံညိုအပြီးခဲ2023ခုနှစ်အတွင်း6မြို့စီပင်တားရဲ့ကော်မတီဥက္ကဋ္ဌဦးတန်းစင်ကိုပြစ်ခတ်ရှင်းလင်းခဲ့ရမှုပြီးစရုပ်စုရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရကထောင်နဲ့များပြားချမှတ်ခံရသူဖြစ်ပါတယ်။ဆလဗီပတိန်ကြီးမြို့ကမင်းကလေးငယ်ကားတိုက်ခံရမှုကျူးလွန်သူပြစောတိဖြစ်လို့စစ်တပ်အရေးမြို့မန်လေးမြို့ပတိန်ကြီးမြို့နယ်မှာမြို့သူမိငယ်ကိုကားနဲ့တိုက်ခါတရားနဲ့ဆွန့်ပစ်သွားပြစောတိဟာချင်းချင်းတပ်ပြတ်ခံရသူကိုအောင် ခန့်အဖွဲ့ဝင်ကားဖြစ်နေလို့ဒီကနေ့ထိစစ်တပ်ကအရင်ယူမှုမလုပ်နိုင်သေးလို့မြို့ခန့်တွေကပြောတယ်။ပြည်ခေအော်တိုဘာ16ည9နာရီကမှပသိမ်ကြီးမြို့ဝင်နိုင်စဉ်ဤမြို့သမီးငယ်ကိုကားနဲ့တိုက်ပြီးထွက်ပြေးစဉ်မြို့သမီးရဲ့ခန္ဓာကိုယ်ကောင်းကိုပါတော့ခဲ့တယ်။အဲဒီကအချိန်နဲ့မောင်းသွားပြီးလမ်းတော့လမ်းသာသူတွေကိုပါတိုက်မလို့ဖြစ်သွားကြတယ်လို့မြို့ခန်တွေကပြောပါတယ်။တိုက်သွားတဲ့ကာဟ 3J1013 ရင်းနမနဲ့ Mac 8ကဖြစ်တယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောတယ်။အဲဒီလိုပါပတိန်ချင်းမြို့နယ်ဂျင်ဝိုင်းနဲ့လောင်စာဝိုင်းတွေကိုဥဆောင်နေသူပြုံစောတီတဲဝဲဖြစ်ပါတယ်။ထက်ဝင်းဆိုသူရဲ့ကောင်းဆောင်ပြု ။ကောင်းဆောင်အောင်ခန့်အောက်တိုဘာ29ရက်ကပြုစောတင်ကြင်ကြင်လို့ကြံတက်ဖြတ်ခံရပြီးတော့တင်ဆောင်ခဲ့ပါတယ်။နောက်ဆက်အောင်ပေးကြတဲ့အတွင်ကျေးဇူးတင်ရှိပါတယ်ရှင်။